်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖခင်ရဲ့ကြည်ဓရကိုချီးမွမ်းပါတယ်ပြာဒခင်အတန်ကြာပြီးနောက်တော့လိုက်သည်ဆိုတဲ့ကောင်းခြင်းနဲ့ယောဟန်အခန်းကြီး30အငယ်29ကိုဆင်ခြင်သွားခြင်းပါလေ ငါသူတို့သည်ငါစကားတန်ကို နားထောင်၍ငါနောက်သို့လိုက်ကြ၏ထိုသူတို့ကိုငါသိ၏ကျွန်တော်တို့ဟာဘုရားခင်ကိုသခင်ယေရှုခရစ်တော်အားဖြင့်တည်ကျွမ်းတဲ့သူ ဖြစ်ရလားကိုတော်ကိုတည်ကျွမ်းနေဆိုတာကတစ်ဖက်သက်တည်တာမဟုတ်ဘဲနဲ့ကိုတော်နဲ့အပြန်အလှန်တည်ခြင်းပဲဖြစ်တယ်ကျွန်တော်တို့ယောဟန်အခန်းကြီး30အငယ်14ကိုကြည့်မယ်ဆိုရင်ငါသည်ကောင်းသောတူထင်းဖြစ်၏ ခမဲတော်သည်ငါကိုတည်တော်မူ၍ငါသည်လည်းခမဲတော်ကိုတည်တကဲ့သို့ငါဤတိုးကိုလည်းငါတည်၏ငါတိုးတို့သည်လည်းငါကိုတည်ကြ၏လို့ဆိုထားပါလေခရစ်တော်ကိုယ်တော်တိုင်းကကောင်းတဲ့ဒိုးထိန်ဖြစ်တယ်ခမဲတော်ကလည်းခရစ်တော်ကိုတည်တယ်ခရစ်တော်ကလည်းခမဲတော်ဘုရားသခင်ကိုတည်တယ်ခမဲတော်ဘုရားသခင်ကိုတည်တယ်လို့ခရစ်တော်ကသူ့ရဲ့တိုးတွေကိုလည်းတည်တယ်သူ့တိုးတွေကလည်းခရစ်တော်ကိုတည်နေတာဖြစ်တယ် အားလုံးကအပြန်အလှန်တည်ချွန်းကြတာဖြစ်တယ်။ကျွန်တော်တို့ယုံကြည်သူတွေကကိုရောကိုတည်တယ်ဆိုတာရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီးနှစ်အငယ်၃ဦးမှာထိုသခင်ကို ကိုယ်တိုင်တည်ချွန်းဒီကို အပေတို့တည်ရတနည်းဟုမူကားပညတ်တော်တို့ကိုစောင်းလျှောက်ခြင်းတိယတတိလို့ပေါ်ပြထားတော့ကိုတော်ကိုတိကျန်းချင်းဆိုတာကကိုတော်မိမ့်ပါတဲ့စကားတွေအတိုင်းနာခံအသက်ရှင်နေခြင်းဖြစ်တယ်။ဒါကြောင့် နာခံခြင်းအပြင်ကျွန်တော်တို့အသက်ရှင်နေတဲ့အခါကောင်းတဲ့သိုးထင်းသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုနာမည်နဲ့တကွသိတော်မူတယ်။ကျွန်တော်တို့လူအချက်တွေကိုလည်းသိတော်မူတယ်။ကျွန်တော်တို့ကလည်းကိုရောရဲ့အတန်တော်ကိုနှက်ွက်တော်အပြင်ကြားတယ်။ယုံကြည်သူ ခရိယန်တယောက်အနေနဲ့ကိုရောဥဆောင်ရာအရက်ကိုကောင်းသောသိုးထင်းနောက်ကိုလိုက်နေရမှာဖြစ်တယ်။ဆိုတော့သခင်ယေရှုခရစ်တော်ကသူ့ကိုယ်သူကောင်းသောသိုးထင်းအဖြစ် ဖော်ပြခဲ့တယ်။ကုရောနောက်ကိုအတန်တော်ကိုနားထောင်ပြီးတော့နာခံခြင်းအပြင်လိုက်တဲ့သူတွေဟာကုရောကနာမည်နဲ့တကွာတည်ပြီးတော့နာမည်ကိုလည်းခေါ်တော်မူတယ်။ဒီနောက်ဘတ်တော်မှာသခင်ယေရှုခရစ်တော်ကကောင်းတဲ့တိုးထိန်နဲ့တိုးတွေဖြစ်တဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးအကြောင်းနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အမှန်တရား၃ခုကိုပြထားပါတယ်။ပထမတစ်ချက်ကခရစ်တော်နောက်ကိုလိုက်တဲ့သူတွေဟာကိုရောရဲ့အတန်ကိုကြားကြတယ်။ သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုဘယ်တော့မှမစွန့်ပြစ်ဘူးကိုရောရဲ့အတန်တော်ကကျွန်တော်တို့ကိုဥဆောင်ပြီးတော့လမ်းညွန်ပေးတယ်ကိုရောရဲ့အတန်တော်ကကျွန်တော်တို့ရဲ့နှလုံးသားကိုစကားပြောတယ်သခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်အဖြစ်သာမကဘဲနဲ့အရှင်သခင်အဖြစ်ထားတဲ့သူတွေဟာကိုရောရဲ့အတန်ကိုမှတ်မိပြီးတော့နားလည်နိုင်တယ်နှစ်ခုတော့တမန်ချန်စာက ကျွန်တော်တို့ဘဝအတွက်ချိန်ခွင်ဖြစ်တယ်ဘဝအတွက်အခြေခံမှုတွေနဲ့ဉာဏ်ပညာကိုပြည့်တယ် ကိုရောရဲ့အတန်တော်ကိုဝိညာဉ်ထဲမှာတူးညင်းတဲ့အတန်နဲ့မိန့်တော်မူတယ်။အာယုံဆိုင်ပြော့နားထောင်တဲ့အခါမှာရှင်းလင်းပြတ်သားစွာ ကြားရတယ်။ကျွန်တော်အနေနဲ့ဓမ္မပညာတွေပြည့်စုံကျွမ်းကျင်နေတဲ့သူတွေဖြစ်ဖို့ထက်နားထောင်နာခံတတ်ဖို့လိုအပ်ပါတယ်။တာမန်ယုံကြည်သူခရိယန်တယောက်အနေနဲ့ဘုရားခင်ရဲ့အတန်တော်ကိုကြားနိုင်ပြီးတော့ကျွန်တော်ဘဝအတွက်လမ်းညွှန်မှုကိုလည်းရရှိနိုင်ပါတယ်။ ဒုတိယတစ်ချက်အနေနဲ့ကတော့သခင်ယေရှုခရစ်တော်ကသူ့ရဲ့နောက်တော်ကိုလိုက်တဲ့သူတွေကိုတည်တယ်။ကောင်းတဲ့တိုးထင်းအနေနဲ့သူ့ရဲ့တိုးတကောင်ချင်းစီရဲ့နာမည်ကိုတည်တယ်လို့မျိုးခရစ်တော်ကတည်ပါတယ်။ကျွန်တော်ရဲ့အာသာချက်အားနည်းချက်အားလုံးကိုတည်တယ်။ကျွန်တော်လက်ရှိကြုံနေရတဲ့အရာကိုလည်းတည်တယ်။ကျွန်တော်အနာဂတ်အတွက်ကောင်းမွန်တဲ့အစီအစဉ်လည်းရှိတယ်။ ။သခင်ယေရှုခရစ်တော်ဟာကျွန်တော်ရဲ့ဘဝမှာသူ့ရဲ့အစီအစဉ်ကို ဖော်ဆောင်လှုပ်ဆောင်နေတယ်။သူ့ရဲ့တိုးတွေအနေနဲ့ကျွန်တော်တို့ဟာဘယ်တော့မှလစ်လျူရှုခြင်းခံရမှာမဟုတ်ဘူး။ကျွန်တော်အကြောင်းကိုသိပြီးတော့ကျွန်တော်အပေါ်မှာအလွန်ကြီးမားတဲ့မေတ္တာရှိပါတယ်။ကျွန်တော်နာကျင်တဲ့အခါတွေကျွန်တော်ဝမ်းမြောက်ခြင်းနဲ့ပြည့်တဲ့အခါတွေကိုသိပါတယ်။တတိယတစ်ချက်အနေနဲ့ကတော့သခင်ကတော်ယေရှုရဲ့စစ်မှန်တဲ့တိုးတွေဆိုတာက သူ့ရဲ့နောက်ကိုပဲလိုက်ကြတယ်။သူ့ကိုထိန်ချောင်းရတဲ့သူနဲ့နှွားကိုထိန်ချောင်းရတဲ့သူတွေအလုံနဲ့ဂိုင်းတွေရပုံ ပုံစံကကွာခြားချက်ရှိပါတယ်။နှွားချောင်းတဲ့သူကနှွားကိုနောက်ကနေပြီးတော့လိုက်ပြီးတော့မောင်းနေရတယ်။သူ့ထိန်တဲ့သူကသူ့တွေကိုရှေ့ကနေဥဆောင်ပေးရတယ်။သူ့တွေဟာသူ့ထိန်ကိုတီးပြီးတော့ယုံကြည်ကြတယ်။သူ့ထိန်ဟာသူ့တွေအတွက်အကောင်းဆုံးကိုလူလားချောင်းနဲ့ ဘေးကင်းရာနဲ့အစာရေစာဝပြောရာကိုပို့ဆောင်ပေးမယ်ဆိုတာကိုသူတွေကသိကြတယ်။ယေရှုခရစ်တော်ဟာသူတွေကိုပိုင်တဲ့သူတွေဆိုတာချက် ကောင်းသောသူထင်းပဲဖြစ်တယ်။ယေရှုခရစ်တော်ဟာသူငါမဟုတ်တဲ့ကောင်းတဲ့သူထင်းဖြစ်တယ်။သူ့ကိုပိုင်တဲ့သူတွေကသူတွေကိုအဝေးကနေပဲကြိတက်ပါတယ်။သူငါဟာ သူ့အကျိုးထက်သူ့အကျိုးကိုသာကြိတက်တယ်။ ကောင်းတဲ့သူထိန်သခင်ယေရှုခရစ်တော်ဟာကျွန်တော်တို့ကိုကောင်းတဲ့နေရာတွေကိုပို့ဆောင်ပေးနေတယ်။ပရောဖက်ကကျွန်တော်တို့ကိုပို့ဆောင်ပေးနေတဲ့နေရာကိုကျွန်တော်တို့ဘယ်တော့မှမကြောက်သင့်ပါဘူး။တခါတလေမှအဲ့ဒီနေရာကတက်တောင့်တက်တာဖြစ်တဲ့နေရာကနေထွက်ခွာသွားနိုင်ပေမဲ့လေတက်တောင့်တက်တာနေရာမျိုးမဟုတ်တော့ပေမဲ့လေအဲ့ဒါကကျွန်တော်တို့ကောင်းကျိုးအတွက်ဖြစ်ပြီးတော့အစာရေစာပေါများရာနဲ့ဘေးကင်းရာနေရာ ဖြစ်မယ်ဆိုတာကိုကျွန်တော်တို့စိတ်ချနိုင်ပါလေ။ ဒါကြောင့်ဒီနေ့ဆင်ခြင်တဲ့နှုတ်ကပတော်အရာကျွန်တော်တို့ဝန်ခံအသက်ရှင်ကြဖို့ကသခင်ယေရှုခရစ်တော်ကကောင်းတဲ့တူထင်းဖြစ်ပြီးတော့ကျွန်တော်တို့ကိုနာမည်နဲ့တကွတည်နေတယ်။ကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာသူ့ရဲ့အတန်ကိုမှတ်မိနေတယ်။ဘုရားခင်ကကျွန်တော်တို့ကိုဘယ်တော့မှလစ်လျူရှုခြင်းမိလျော့သွမ်းခြင်း မရှိပါဘူး။ကိုတော်ဥဆောင်ရာနောက်ကိုကျွန်တော်တို့လိုက်နေတယ်။ ဂျာနာစင်ချင်ခဲ့တဲ့သူတိုင်းပြာသခင်ရဲ့အတန်တော်ကိုနေ့တိုင်းကြားပြီးတော့လိုက်နေတဲ့သူဖြစ်တဲ့အတွက်ပြာသခင်ရဲ့ကာကွယ်မှဆပံ့ပိုးနေမှုကို အစဉ်အမြဲခံစားနေရတဲ့သူတွေ အဖြစ်ပြာသခင်ကောင်းချီးပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန် นิดาปิรู้สอัปปาติ